အဲတကယ်လို့ဟိုတစ်ခုလောက်ကမှဆိုလဲဘာမှမပေးဘဲနဲ့ဗလာကြီးကိုနဲ့ပဲအဲ့ဒီချုံကထွက်လာမှုစဉ်းစားထားရပေါ့နော်ကြည်ုံနဲ့သိနိုင်မယ်ဒီလုံးဆက်ကြီးတစ်ခုဆိုတာသိတာနေတာအဲ့ဒီကြလို့ရှိရင်ကျောင်းပြချက်တစ်ခုခုရှာပြီးတော့မှမတော်ဘဲနဲ့နေမယ် ံပါတ်၄ချက်ကပေါ့နော်ဒီရေကောက်ပွဲကိုထောက်ခံလာဆိုတော့လုံးဝမထောက်ခံဘူးပေါ့နော်။ဟောရှင်နဲ့အသေးသေးထိကိုလုံးဝနာတီမုံကြည့်နေတာပေါ့နော်။ဒီစစ်ကောင်တွေဆိုတော့အတန်လုံးဝမကြားချင်ဘူး။သူ့ကိုမဲပေးဖို့လည်းနောက်ဆုံးနေ့မပေးချင်ဘူးပေါ့နော်။ သူ့မျက်နှာကိုလည်းမမြင်ချင်အတန်လည်းမကြချင်ဖြစ်နိုင်ဘောနော်အဲဒီအမေစုလာရဲ့တိဆောင်မယ်အမေစုလာမှပဲမဲပေးမယ်ဘောနော်အဲနံပါတ်၁ကလုံးဝသူ့ကိုထောက်ခံမဲ့မပေးဘူးဘောနော်အဲတကယ်လို့ဟိုတစ်ခုလောက်ကမယ်ဆိုလည်းဘာမှမပေးဘဲနဲ့ဗလာကြီးကိုနဲ့ပဲအဲ့ဒီချုံကထွက်လာဖို့စဉ်းစားထားရယ်ဘောနော်ဘာကြောင့်မဲမပေးချင်တာလဲဆိုတော့အကြောင်းရင်းရပါဘောနော် ပြည်သူတွေကောင်းကျိုးပါတခုမှမဖြစ်ပေါ်လာဘူးကောနော်အကူတတီသူလေချောင်းနဲ့ဘုံတိုက်ခိုက်တာတွေပြည်သူတွေတီးခဲတာတွေဖုံးကြီးချောင်းတွေအပိုက်ကြီးတွေတွေចောင်းသားတွေအလွယ်အိတ်သွေးစွန်းတာတွေစောက်သွေးစွန်းတာတွေပေါ့နော်အများကြီးအများကြီးပေါ့နော်သူဘလုံးမ မေးလို့မရသူလှုပ်တဲ့လှုပ်ရက်တွေပြီးတော့အစိုးဆုံးအခုရက်မျက်လုံးလေးကမထွက်သေးတာခလေးလေးနှစ်ယောက်ပေါ့နော်ကောင်လေးနှစ်ယောက်ကိုအဲဒီစစ်ကောင်စီစစ်ခွေးဆိုတဲ့အကောင်တွေကပေါ့နော်အောက်ကနေမီးမြိုက်ပြီးတော့ကောင်လေးနှစ်ယောက်ကိုအရှင်လက်လက်ပေါ့နော်မီးမြိုက်ပြီးမီးရှိုးတဲ့ဟာဆိုလို့ရှိရင်ဒီနေ့ဒီချိန်ကြီးမေးလို့မရဘူးပေါ့နော်သူလှုပ်တဲ့လှုပ်ရက်တွေပေါ့နော်ဟိုပေါ့ပြီးတော့ပညာတတ်အတိုင်းဝိုင်းနေခန်းခန်းညာဟင်းလို့ပေါ့နော်အဲ့လိုတည်ခဲ့တဲ့ခလေးလေးခန်းညာဟင်းအရှိအဲ့ဒီနာသူတည်ခဲ့တဲ့နေရာဖြတ်သွားရင်တော့ ပေါ့နော်အဲ့တံဝေးစခန်းဘေးနားမှာဒီကလေးလေးကိုဒီနေ့ထိမြင်ရအောင်နဲ့ပညာတတ်တွေဆုံးရှုံးခဲ့ရတဲ့အခုဆိုလို့ရှိရင် PDF ထဲမှာအခြေတော်လက်တွေဆုံးရှုံးခဲ့ရတဲ့ကလေးတွေအများကြီးသူတို့အနာဂတ်လေးတွေအခုဆိုလို့ရှိရင်သူတို့စစ်တိုက်နေရတယ်ပေါ့နော်သူတို့ပြစ်လဲတဲ့ပုံတွေအခုဆိုပင်မန်းနေတဲ့စစ်တိုက်ပြီးတော့ပေါ့နော်ပြန်လာရင်အခုဆိုဒီနေ့ဆိုလို့ရှိရင်ပုံလေးတွေးခဲ့တယ်ပေါ့နော်အဲ့ဒီရှုနေတဲ့မှာသူတို့အရန်စစ်တိုက်ပြီးမောပန်းပြီးပြစ်လဲနေတာပေါ့နော်သူတို့ဘလောက်ပင်မန်းနေလဲတော်ရဲမှာအစားအသောက်တွေအစားသူတို့ခက်ခဲကြမ်းတမ်းနေဘဝတွေအများကြီးရင်ဆိုင်ခဲ့ရတာသူတို့ ့တွေစတေးတွေအသက်တေးတို့အများကြီးစတေးတွေပေါ့နော်အဲ့ကလေးတွေအတွက်လဲကိုယ်တွေလိပ်ပြလုံးခြင်းနေပေါ့နော် ဒီစစ်ကောင်စီကမင်းအောင်လိုင်းရရေကဝဲကိုလုံးစေရတာမလို့ဘာဖြစ်လို့မလို့ဆိုတော့ပေါ့နော်။ तू ကနိုင်နေတဲ့လူတော်မှ तू ကမနိုင်ဘူးဆိုပြီးတော့သူများရဲ့စာတွေအမေစုတို့ကိုတွေထည့်ထားတဲ့စာတွေတော်မှ तू ကမီးရှို့တဲ့ကောင်တကောင် तू ပေါ့နော်တနတ်တစ်ခုနဲ့အားလုံးအခုဓမြတိုက်ပြီးယူထားရလေအာနာတွေကိုအာနာယူပြီးတော့ပေါ့ပလင်ယူယူပြီးတော့ तू တနတ်တစ်ခုနဲ့ပဲအားလုံးလုံးလုံးထားတာပေါ့နော်။အဲ့တော့ तू ရေကောက်ွယ်ဘလို့မြင်လဲဆိုတော့ကိုတွေထည့်ထည့်မထည့်ထည့် तू ကအဲ့ဒီဟာယူယူထားတာပဲလေ။ကို တွေထဲ့ခြင်းမထဲ့ခြင်းကိုတွေကုံတော့ယုံကြွားတယ်စိတ်ထဲမှာမခံခြင်းနဲ့စိတ်တွေရှိတယ်နာကြည့်တယ်ခံပြင်းတယ်ပေါ့နော်ဒါမှဒီကောင်းကြီးကတနတ်တွေနဲ့အုပ်ချုပ်ထားတဲ့အတွက်ကိုရီးယားဒီနိုင်ငံမှာကိုယ်ဘာမှလုပ်လို့လည်းမရဘူးဖြစ်နေတဲ့အတွက်ဟို तू အုပ်ချုပ်တာကိုလုံးဝကိုစန့်ကျင်တယ်ပေါ့နော်သူ့ကိုထဲ့လည်းမထဲ့ပေးခြင်းဘူးမထဲ့ပေးခြင်းဘူးပေါ့နော်အဲ့တော့ तू ရွေးကောက်ပဲ तू ရွေးကောက်ပဲကိုလုံးနေကြတာမလို့ခုအားလုံးတနိုင်ငံလုံးကို तू ကတနတ်နဲ့ပြဲကြောင်နေတာလိုင်းပေါ်မှာခစ်တဲ့တို့ဘာလို့မာတော့မှအသေးလေးလိုက်လေးပေးရင်တော့မှတို့ကအရန်ကြောက်လန့်နေတာပေါ့နော်ကြောက်လ là nè video và nó công gì nó chảo tụ lâu bí này nè အာလုံးဝကြားရလာဆိုင်နဲ့ကုံစည်းလုံးနဲ့အဆင်မပြေဈေးတွေတက်အဲပြီးတော့ဘာတစ်ခုမှသူအဆင်ပြေအောင်မလုပ်ပေးနိုင်စီစည်းအရင်တော့အမေစုတုန်းကစီစည်းတွေ900ကျော်ရှိတဲ့စီစည်းတွေကအခုဈေးတွေကြီးစာဝန်နေရေးခုလိုလိုရှိရင်နိုင်ကားသလိုရှိရင်ဓမြတွေတိုက်တဲ့ဖုန်းတွေလူတဲ့လူတက်မှုအာလုံးဝထင်းထင်းရှားရှားလူတက်တဲ့ရွှေဆိုင်တွေကိုဒီရွှေတွေကိုအပေါ်တင်လူတဲ့လူတက်တာများဆိုလို့ရှိရင်လေသူအုံချုပ်တဲ့အချိန်မှာလူတက်တာလုံးဝဟိုဟိုကြက်တွေငှက်တွေကိုတတ်တလူတောင်ဖြစ်နေတယ်သူပါကို ောင်းနိုင်တယ်။ဘာမှကောင်းအောင်မလုပ်ပေးနိုင်ဘူးလေ။ तू ကောင်းအောင်လုပ်ပေးနိုင်တာဘာတခုရှိတယ်။တန်းတန်းတခုနဲ့ပြည်သူတွေတတ်မယ်။ဟိုဘောနော်စေတမားနေရှိတယ်။စေတမားတခိုးကြဘိုးတွေကို तू ထောင်ထဲမထည့်ဘူး။အိမ်သားမှဆိုစေတမားတယောက်ရှိတယ်။အဲဒီစေတမားကိုသူတို့ဖမ်းဝိုင်းတပတ်ပဲပြန်လွတ်ပေးတယ်။အဲ့နေရာမှာနိုင်ငံရေးလုပ်တဲ့ကလေးဆိုသူတို့ခြေထောက်တွေချိုးဘာတွေချိုးစစ်ကြိုးရေးမှာအုံနောက်တွေပြက်လောက်ရိုင်းနှိပ်ဆက်မတရားလုပ်ဒီစံကုန်မြေလေးဒီအယတမားတခိုးကြဘိုးတွေစေတမားတွေကြောင့်ထောင်ထဲမှာအကြိုင်မထည့်ဘူး။ तू ဘာကောင်းကျိုး းပြုလဲပြည်သူ့ကိုသူကောင်းကျိုးတစ်ခုပြုခဲ့တာအာနာသိမ့်ချင်ကောင်းတာတစ်ခုသူလုပ်ခဲ့ဘူးလားသူသူအရန်မုံတိနာကျင်နေတဲ့တာတကယ်မုံတိနာကျင်နေသူပြည်သူတွေကောင်းကျိုးတစ်ခုမှမလုပ်ခဲ့ဘူးအဲ့တော့သူ့ကိုရွေးချယ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးသူ့ကိုအဆုံးထိတိုက်ခိုက်မယ် PDF တွေကိုလည်းအမြဲတမ်းစူတောင်းပို့တယ်အမြဲတမ်းနိုင်ရမယ် PDF တွေလည်းပေါ့နော်သူတော်ကောင်းကတနေ့တော့အနိုင်ရမှာပဲသူတော်ကောင်းကကိုကကိုလဲဖျားရီမှာဆူတောင်းတယ်တနေ့သူတော်ကောင်းအနိုင်ရမယ် ူတော်ကောင်းကမှုချအနိုင်ကိုရအောင်ရမယ်တနည်းပေါ့ရလာမှာပါယုံကြည်တယ်အဲ့ဒါကိုလဲပေါ့နော်သူတော်ကောင်းနေအနိုင်ရမယ်ကိုရီအကုန်လုံးလည်းဖရာတက္ကရာဆောက်ရှောက်မယ်လို့နဲ့တက္ကနာပေါ့ကိုရီခဏလဲကြတဲ့အချိန်တက္ကနာကိုရီပြန်ပြီးတော့မမမမနဲ့ရက်တီပြန်ထောင်လာနိုင်မှုလေကိုယုံကြည်တယ်ပထမမေကုန်းပေါ့နော်ဒီဇင်ဘာမှာလုံးမရွေးကောက်ပွဲထောက်ခံလာဆိုတော့ထောက်ခံလာလို့ပြောရတော့ဘသူဖြစ်ဖြစ်ပေါ့ဘသူဖြစ်ဖြစ်တော့မထောက်ခံဘူး တမထောက်ခံလို့ပြောမှာပေါ့နော်ဘာလို့မထောက်ခံလို့ဆိုတော့အခုဒီမှာဆိုလို့ရှိရင်တကယ်တကယ်ဒီမှာပြည်ရင်းထဲမှာရှိနေတဲ့ပြည်သူတွေကိုကောင်းကောင်းကိုစားပြုနိုင်မဲ့ကိုယ်စားလှယ်လောင်းတွေပါတီတွေတခုမှရှိမနေဘူးအကုန်လုံးကလည်းဘသူပဲဖြစ်ဖြစ်ကြည်ုံနဲ့ပြည်နိုင်မဲ့ဒီလုံးဆက်ကြီးတခုဆိုတာသိတာနေတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကျွန်တော်တကူလေးမြင်နေဆိုရင်တော့ထောက်ခံမှာမဟုတ်ဘူး ပြီးတော့ဗောဒုတိယမေကွန်ရွေးကောက်ပွဲမှာပါဝင်ပြီးတော့မဲပေးမှာလားဆိုရယ်မေကွန်ဗောဒီမေကွန်နဲ့ပတ်သက်ပြီးတော့ဟောအဲဒီရွေးကောက်ပွဲမှာတော့အမှန်တမ်းကိုယ့်စိတ်သဘောတိုင်းရဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘရုံးမှာဘူးမှမဲပေးနေမှာမဟုတ်ဘူးတိုးဝင်မဲ့ခုခုလည်းဒီရွေးကောက်ဝင်နေတဲ့ခါမှာအကုန်လုံးမြင်နေတိုင်းပဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီ VL လေးတစ်ခုဟာဆက်ဒီလက်မလေးထောင်းတာတစ်ခုဟာဆက်လိုက်ပြီးတော့ဖန်ဆီးနေတဲ့အခြေအနေအဲ့လိုမျိုးဆိုတဲ့အတွက်ကြောင့်မလို့ ဒီပြည်တွင်းထဲမှာရှိနေသူတွေကတော့အကယ်၍အတင်းကျပ်ဖိအားပေးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်တော့မေးပေးရလိမ့်မယ်ဟုတ်အဲ့လိုမျိုးလို့ရှိတာပေါ့ဒီတတိယမင်းကောင်မဆေးဟုစုလုပ်တဲ့ရွေးကောက်ပွဲဒီရွေးကောက်ပွဲကကိုလိုပြည်မှာရှင်းပါတယ်ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့အခုဒီမှာတကယ်တကယ်ပြည်သူကိုကိုစားပြုနိုင်တဲ့နိုင်ငံရေးသမားတွေပါတီတွေတခုမှမရှိဘူးသူတို့သဘောနဲ့သူတို့လုပ်တယ်ပြီးတဲ့အခါမှာတနိုင်ငံလုံးအတိုင်းအတာနဲ့လေဒီဟာမှာ မြင်နေတာပါနေအောင်မဟုတ်ဘောเนาะရှိုးတော်တော်များများဒီနိုင်ငံ area ရဲ့ဒီတော်တော်များများဒီ UK ဝင်မလုံနိုင်ဘူးဆိုတဲ့ခါကျတော့ဒီဟာကတော့အဲ့လိုမျိုးယုံကြည်စရာမရှိတဲ့ UK ဝင်တခုလို့တော့မြင်တယ်ဒီ UK ဝင်ရလက်ကနေပြီးတော့နိုင်ငံရဲ့အနေအထားကိုပြောင်းလဲသွားနိုင်မလားဆိုတဲ့ဟာကပြောင်းလဲသွားနိုင်မယ်ဆိုတဲ့ဟာကတော့အခုအမြင်ရဆိုလို့ရှိရင်ကျွန်တော်အမြင်ရဆိုရင်ဒီဟာကနောက်ထပ်ပေါ့ ဒီဟာနဲ့ပတ်သက်ပြီးတော့အခုဒီစန့်ကျင်နေတဲ့လူတွေဘက်ကတော်လိုင်းအင်အားစုဘက်ကနေပြီးတော့ဘလိုပုံစံမျိုးဘလိုပုံစံမျိုးတုံ့ပြန်မလဲဆိုတဲ့ပုံမူတည်တဲ့အခုထိတော့အဲ့လိုမျိုးတီရောက်မတုံ့ပြန်နေတဲ့ဟာမျိုးပေါ့နော်မတွေ့ရဘူးပေါ့ဒါကိုလည်းဒီပြည်တွင်းထဲမှာရှိတဲ့လူတော်များများလည်းအားမလို့အားမလားဖြစ်နေရမျိုးရှိတယ်ဒီလိုမျိုးဆေးအုပ်စုဘက်ကနေပြီးတော့ရွေးကောက်ပွဲဆိုတဲ့ပုံစံမျိုးနဲ့ရွေးကောက်ပွဲဆိုတဲ့ပုံစံမျိုးနဲ့ ဒီပေါ်တော့ထိုးနှက်လာတဲ့ဟာကိုတစ်ဖက်ကဒီပဲ revolution အင်အားစုဘက်ကပြီးတော့ဘယ်လိုမျိုး bounce back ပြန်လာမလဲပေါ့ဒီ bounce back ပေါ်မူတည်ပြီးတော့အပြောင်းလဲတွေကအပြောင်းလဲတွေရှိလာမှာလားဒါမှမဟုတ်ဒီပုံစံတိုင်းပဲပုံနေမြဲချနိုင်နေလဲတောင်းနေမလားဆိုတာအဲ့ဒီပုံမူတည်ရလို့ကျွန်တော်ကမြင်တယ်ဒါပေမဲ့သို့သော်ရေရောက်ပွဲအနေနဲ့ဆိုလို့ရှိရင်တော့ဒီရောက်ပွဲအောင်မြင်သွားမယ်ဆိုရင်တော့အတိုင်းတာတစ်ခုလောက်ဒီစစ်တပ်ဘက်ကနေပြီးတော့သူတို့တရားဝင်ဆိုတဲ့အနေအထားမျိုးဖြစ်ကောင်းတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့ ီဟာကြီးကအခုဖြစ်နေတဲ့ဒီတိုင်းပြည်တွေကလူတွေရဲ့ဆင်းရဲမွေးတွေမှုအကျက်တဲတွေစီးပွားရေးကျက်တဲတွေအဲနိုင်ငံကြီးကဖိနှိပ်ခံရမှုတွေကတော့ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ထင်တယ်။အဲ့လိုမျိုးအဲအဲ့လိုခွေးပြည်ပေါ်မှာစိတ်တွေခြုံလိုက်သလိုပဲဗျာ။လုံးဝကက်ကွက်တယ်နော်လူမပြောနဲ့ခွေးတော်ကအတူဆိုတာကိုသိတယ်လုံးကြံရွေးကောက်ပွဲကြီးမှုတော့မပေးတာလုံးဝအမဲမပေးပါဘူး မဲယုံကမိုးရွှေကို စခွေးချက်လုံးတွေရဲ့စောက်ခွက်တွေကိုလေမကြည့်ချင်လို့သွားရမှာတနာလို့အဲ့နေကြလို့ရှိရင်ကျောင်းပြချက်တစ်ခုခုရှာပြီးတော့မှမသွားဘဲနဲ့နေမယ်စခွေးရေလောက်တဲ့ရွေးကောက်ဝယ်စုံမှာတော့သူတို့စိတ်ထဲအတိုင်းပဲနေမှာပေါ့ကျန်းဖို့ပါတီပဲနိုင်ပါလေဆောက်ရှက်မရှိတဲ့ပြောင်းလဲပြောင်းစားတွေကိုဘာမှပြောင်းလဲပိုဆိုးလာဖို့ပဲရှိရမြုံးလေနိုင်ငံကြီးလေးနှစ်အတွင်းကိုလေဟုတ်အဝေးစီထိုးကြနေတယ် တို့လာပြောင်းလဲအောင်လုပ်ပေးနိုင်မှာပြောင်းလဲခြင်းပြောင်းလဲလေတို့သားသမီးတွေနဲ့တို့ဆောင်မျိုးတွေပဲချမ်းသာပြီးချမ်းသာသွားတာကိုရိုင်းမဲယုံကိုပြင်ပန်းခံမနေ့အစိုးရထားပြီးတော့မသွားပေးခဲ့ရတဲ့နှင်းအစွန်းခံခဲ့ရလက်တန်းတွေကိုနှမျောတယ်လူရောက်တရာမှာလေ69ရာခိုင်နှုန်းကိုထောက်ခံခဲ့တဲ့ဒီရွေးကဝယ်ရလက်တို့စခါတွေဘက်မှာဖြောက်ဖြက်ပေးမယ်ကိုရီလိုအမှန်တရားကိုနားလည်နိုင်တဲ့နိုင်ငံသားတွေပြည်သူတွေရဲ့ရင်ထဲမှာတော့ အငဲမဲရလက်ကဘယ်တော့မှပျောက်ပြက်သွားမှာလည်းမဟုတ်ဘူး